ရှေးပဝေဒနီခေတ်ကလေးကတည်ရှိလာခဲ့တဲ့မိထီလာကံဟာနည်းနည်းရရကံမဟုတ်ဘူးဆိုတာသင်သိပါသလားဂေါတမမြတ်စွာဘုရားရှင်ဖျားလောင်လက်ထက်တော်ကနေခေတ်ဆက်ဆက်ကဘရင်တွေဒီမိထီလာကံတော်ကြီးကိုဘာကြောင့်ဇဲဖို့ပြုတ်ပြင်ကြတာလဲ1998ခုနှစ်တုန်းကမိထီလာတမျိုးလုံးမိလောင်မှုနဲ့လူတစ်ထောင်တိတိဒေဆုံသွားရခြင်းရဲ့နောက်ွယ်မှာဒီကံနဲ့ဘာတွေပတ်သက်ဆက်နွယ်နေပါလဲဒီเจ้าရံနဲ့ပတ်သက်ပြီး ျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားတဲ့ဒန္တာရီလာဖိယဆန်းတွေနဲ့ကြီးကျယ်ခမ်းနားလှတဲ့မိဂျလာကန်တော်ကြီးရဲ့တမန်ကျောင်းနဲ့အတူ1961 2001နဲ့2002တွေတုန်းကဖြစ်ပွားခဲ့တဲ့မိဂျလာကန်နဲ့ပတ်သက်တဲ့တဘာဝလွန်ဖိယမှအကြောင်းအရာများကိုဘုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲအပြည့်အစုံဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ဇာနေပဲဖြစ်ပါတယ်ရာဇဝင်သမိုင်းအရမိထလာကန်းကြီးဟာရှေးခေတ်ကဘာဦးစကလေးကတည်ရှိလာခဲ့တာဖြစ်ပြီးအာကာရထဘရင်အရေးဦးဆုံးစတင်ဖန်တီးခဲ့တဲ့ရေကန်ကြီးဖြစ်တယ်လို့ဆိုရပါတယ်အဲ့ဒီအချိန်တုန်းကဒီရေကန်ကြီးရဲ့ပပလဲမှာရှီရှားပင်တွေအများဆုံးပေါက်ရောက်တဲ့အတွက် ရှီရှားကန်လို့ခေါ်ဆိုသမောက်ခဲ့ကြပါတယ်။အဲ့ဒီရှီရှားကန်ခေါ်မိထီလာကန်တော်ကြီးကိုဒုရယအကျင်းပြုတ်ပြင်းဆဲဖို့ခဲ့တဲ့သူကတော့ရာဇဝင်မှာနာမည်ကြီးတဲ့ပပဝတီမင်းသမီးရဲ့ခင်မွန်းတဲ့မင်ကုတဖြစ်ပြီးဂေါရမမြတ်စွာဘုရားရှင်ရဲ့ဘိုးတော်အစ္စနဘင်းကတော့ဒီကန်ကြီးကိုတတိယအကျင်းပြုတ်ပြင်းပေးခဲ့တယ်လို့တမိုင်းအယသိရပါတယ်။အဲ့ဒီနောက်မှာတော့အနာတပိန်တထေအဇတတမင်းကာလာတော့ကမင်းတိရိဓမာတော့ကမင်းဒုဋ္ဌကမဏိမင်း မုဒ္ဒရိမင်းနဲ့ပုပ်ပါစောယဟန်မင်းတို့ဟာဒီကန်တော်ကြီးကိုခစ်ဆက်ဆက်ဆဲဖို့ပြုပြင်ခဲ့ကြပြီးနောက်ဆုံးဆက်တကြဲမြောက်ဆဲဖို့ပြုပြင်ခဲ့တဲ့ဘရင်ကတော့ပထမမြန်မာနိုင်ငံတော်ကြီးကိုတီထောင်ခဲ့တဲ့အနော်ရီသာဘရင်ပဲဖြစ်ပါတယ်။ဒီလိုလူပြည်မှဘရင်များတမကနန္တိုရဲ့မင်းသားဖြစ်တဲ့တရားမင်းကပါဒီကန်ကြီးနဲ့ပတ်သက်ဆက်နွယ်ခဲ့တယ်လို့လည်းသိရပါတယ်။တရားမင်းကြီးတရားမင်းဘဝတက်တန်းကောင်းဆုံးခန်းကြီးချိန်မှာဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့မိကြချက်အရာ တော်ပေါင်း3000ထဲကရေတွင်းရေကန်ပေါင်းများစွာပြုပြင်မောမှန်ခဲ့ပြီးတရားမင်းတက်တန်းပိုရှေကြလာအောင်ဆောင်ရွက်ခဲ့ကြောင်းတုတ်မဟာဝါအထာကထာတတ်တပြင်ဆက်တုတ်တော်မှသိရပါရယ်မဟာတကရီ30ခုနှစ်တုန်းကဂေါရမများစွာဘုရားရှင်ရဲ့အဘိုးတော်အစ္စနမင်းကြီးဟာကြည်ချောင်းရေချောင်းကနေတဆင့်လူရင်အားဂဒီနဲ့ချီဒီမိတ်တလကန်စီ ရောက်ရှိလာပြီးဒီရေကန်ကြီးထာဝရဒီဒခံမြဲဖို့ရာအတွက်တရရအကျဉ်းပြုပြင်ဆက်ဖို့ပေးခဲ့ပါရယ်အစ္စနမင်းတရားကြီး ဒီမိချလာကံကြီးကိုပြုတ်ပီနေတဲ့အချိန်မှာနတ်တရားဒေဝနဲ့မြမာတို့ကပါပူပေါင်းပါဝင်ခဲ့ပြီးဒီကံတော်ကြီးကိုဝိုင်းဝန်းဆဲဖို့ကြတဲ့အထိဖုန်တကူကြီးမားခဲ့ပါလေ။အဲ့ဒီထဲကနဂါးတွေကလည်းဟိမဝန္တာမှာရှိတဲ့အနောက်တက်ရေအိမ်မှနတ်ရည်စင်တွေကိုငောင်းလာခဲ့ပြီးဒီမိချလာကံတဲ့ကိုအန်ချကအတူတကွပါဝင်ကုသိုလ်ယူခဲ့တယ်လို့လည်းသိရပါလေ။ဒီလိုမျိုးတမိုင်းတစ်လျှောက်ထင်ရှားပြီး ရာဇဝင်နဲ့ချီတဲ့ဖုံတကူထူးများလှတဲ့ပုံကိုကြီးတွေတောင်းဒီရေကန်ကြီးကိုအေးတယူဆဲဖို့လာခဲ့တဲ့အတွက်မိထီလာကန်လို့လူတိများတဲ့ဒီစီရှားကန်ကြီးဘလောက်အထိအစင်လာကြီးမှသလဲဆိုတာအားလုံးသိကြပြီလို့ထင်ပါတယ်အနော်ရထိုင်းမင်းကြီးကတော့ဒီမိထီလာကန်တော်ကြီးဘလောက်အထိအကျယ်ဝန်းရှိသလဲဆိုတာကိုသိကျင်တဲ့အတွက်အလုံးလျင်မြန်တဲ့မင်းတီတော်တယောက်ကိုပတ်ကြည့်ခိုင်းခဲ့ပါတယ်မင်းတီတော်ကမိုးလင်းတန်းနဲ့တောင်ဘက်မြို့ရိုးကနေဆက်ထွက်လိုက်တာညနေနေဝင်တဲ့အချိန်မှသာ မြောက်ဘက်မြို့ရုပ်ကနေပြောင်းဝင်လာခဲ့ပါတယ်။ဒီအချိန်မှာမင်းကြီးကကန်ရဲ့အကျယ်ဝန်းဧရိယာမေးလိုက်တဲ့အခါမြင်းတီတော်ကတောင်တော်ရှေပုတ်ပါဤတောင်ကပန်းတွင်မြောင်းရိုးပြက်လျက်တောင်တော်နှင့်ကျဲမတ်တူဇာမြကွာချား၍တောင်တော်ကိုမထီလာတော့ရေဖြစ်ပါသည်ဖျားဆိုပြီးရှောက်တင်ခဲ့ပါတယ်။ဒါကြောင့်ပဲဒီပုတ်ပါတောင်ကြီးကိုမထီလာတဲ့ရေဖြစ်တာကြောင့်ဒီကန်ကြီးကိုမထီလာကန်လို့ခေါ်တွင်ရာကနေ နောက်ဆုံးမစ်တလကန်အဖြစ်ဒီနေ့အချိန်အထိအမည်တွင်လာခဲ့ပါတယ်။မင်းတီတော်ကအနော်ထာဘီယင်ကိုသူလျှောက်တင်ပြီးတဲ့အချိန်မှာပဲအမောဆုတ်ပြီးတရစ်လစ်ကလဲကျသွားခဲ့ပါတယ်။ဒီအချိန်မှာမင်းတီတော်နဲ့မောင်နှမတော်ဆက်သူဘီယင်ကြီးရဲ့မိဖုရားငယ်တစ်ပါးကသူ့ရဲ့မောင်တော်စီပြေးသွားပြီးပွေဖွဲလိုက်တဲ့အခါမှာတော့မင်းတီတော်ကမထောင်းတာပါဆိုပြီးတခွန်းလေးပြန်ပြောကအသက်ထွက်သွားခဲ့ပါတယ်။တစ်ချိန်ထဲမှာပဲဘီယင်ကြီးရဲ့မိဖုရားငယ်လည်း ူရဲ့မောင်တော်ကိုတင်းကျပ်စွာပွေဖက်ပြီးငိုကြွေးရင်းရင်ကွဲနာကြကာအသက်ထွက်သွားခဲ့ရပြန်ပါတယ်။ဒါကြောင့်အနှွေထိုင်မင်းကြီးတိုက်ကိုချင်းမြလို့ရတဲ့မိဖုရားငယ်နဲ့အားထားရတဲ့ရောက်ဖတော်မြင့်တီတော်တို့မောင်မနှစ်ယောက်သူ့ရှိမှာ အသက်ထွက်သွားလာကိုကြည့်ပြီးအယံကိုဝါနေခရပါတယ်။ဒါကြောင့်အနှွေထိုင်မင်းကြီးကဘဝကူးသွားတဲ့မိဖုရားငယ်နဲ့မြင့်တီတော်ကိုကရုဏာတက်စွာ မိထလာကံကြီးရဲ့မြောက်ဘက်ကံယိုးမှာနှစ်ကုန်းတစ်ခုဆောက်လုပ်ပေးပြီး နေရအပိုင်းစားပေးသနာတော်မူခဲ့ပါတယ်။ဒါကြောင့်မိတ်ကြီးလာကန်နေဘေးမှာမထောင်းဒါနမွန်မဖြစ်လာခဲ့ပြီးကိုကွယ်မှုတွေပူဇော်ပါသမှုတွေယနေ့ချိန်ထိကျင်းပလာခဲ့ကြောင်းသိရပါတယ်။ဒီမိတ်ကြီးလာကန်ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့အနော်ထမင်းကြီးကဒီမိတ်ကြီးလာကန်တော်ကြီးကိုဆယ်ဖို့ပြုပြင်နေတဲ့အချိန်မှာဒီကန်ကြီးကိုစောက်ရှောက်ဖို့အဆောက်ထားခဲ့ပါတယ်။အဲ့ဒါကတော့ကျွဲလောက်ကြီးမာတဲ့ရွှေငရကြီးနှကောင်ပဲဖြစ်ပါတယ်။အနော်ဒါမင်းကြီးကဒီကံကြီးကို ြုတ်ပြင်းပြီးစည်းတဲ့အချိန်မှာကံရဲ့ရေပြင်ကိုကျိန်စစ်ကြံနဲ့ရက်ပြီးဒီကံထဲကအကြီးဆုံးငါးနှကောင်ငါးစီလာခဲ့စီဆိုတဲ့အမိတ်ပေးခဲ့ပါတယ်ဒီအချိန်မှာ သူစားစွာပဲကျွဲလောက်ကြီးမားတဲ့ငရကြီးနှကောင် ပေါ်လာခဲ့ပါတယ်ဘင်းကြီးကအဲ့ဒီငရကြီးနှကောင်ကိုအခြားငါးတွေနဲ့မတူကွဲပြားစေဖို့ရာဒီငါးတွေရဲ့ဥကောင်းတွေမှာရှေပြားများကပ်ပေးလိုက်ပြီးအောက်ပါအမိတ်ကိုချမှတ်ပေးခဲ့ပါတယ်အတင်းငါးကြီးနှကောင်ဒီ ဤမိထီလာကံရီတောက်မှန်များလူအများတို့အတွက်ကောင်းစိုးနှစ်ပါးနမိတ်များထင်ရှားပြဆိုနိုင်သောနမိတ်ညုံ၅များအဖြစ်သာဝရတည်ရကြစေ။နေပိုင်ဆိုင်ရာနတ်များတို့ကလည်းမြို့မတူညီစုံကြီးရိုင်းပင်ကြစေ။အကယ်၍ဖမ်းယူစားသောက်ခဲ့သောဝမ်ပြဝမ်လျှော၍ဘေးဒုက္ခဆိုးအသေးဆိုးများဖြင့်တည်ကြည်ပျက်စီးကြစေသတည်းဆိုပြီးပြင်းထန်တဲ့အမိတ်ချမ်းမခဲ့ပါရဲ့။ဒီလိုနဲ့ဒီငါးကြီးနှစ်ကောင်ဟာ ဒီရေကန်ကြီးထဲမှာအဆောက်အအုံနဲ့ဖြစ်သွားခဲ့ကြပါတယ်။ဒါပေမဲ့တကိ1288ခုနှစ်အရောက်မှာအဲ့ဒီရွှေငါးကြီးနှကောင်တဲကငါးတကောင်ဟာမေဂျလာကန်မြေနိုင်ပိုင်းနေရာမှာကံရေပြင်ကျုပ်ပေါက်ခဲ့တဲ့အတွက်ရေစင်းနဲ့အတူအောက်ဘက်ကိုမျောပါသွားခဲ့ပါတယ်။ဒါကိုကံအောက်ပိုင်းမှာနေထိုင်ကြတဲ့ဒေသခံများကဒီငါးကြီးအကြောင်းမသိဘဲဖမ်းယူစားတောက်လိုက်ကြပါတယ်။ဒါကြောင့် တာအောက်ပိုင်းမှာနေထိုင်ကြတဲ့ဒေသခံများထဲကဒီငါးကြီးကိုစားခဲ့သူမလည်းမြတ်တို့ဟာဝမ်းပြက်ဝမ်းလျှောယောဂါနဲ့အများအပြားတည်ဆုံခဲ့ရကြောင်းတမန်အယသိရပါတယ်။ဒီမိတ်လာကန်တော်ကြီးရဲ့နောက်ထပ်ထူးဆန်းတဲ့ဖြစ်ရမှန်တစ်ခုကတော့ဒီကန်ကြီးရဲ့အလဲမှာတည်ရှိနေတဲ့ငါးကြီးတကောင်ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။အဲ့ဒါကတော့ရေလဲစီတီတော်မှာတည်ရှိနေတဲ့ငါးရောက်ထုကြီးပဲဖြစ်ပါတယ်။အဲ့ဒီရေလဲဖရာရဲ့ငါးရောက်ဟာ တာမန်ငကားရော့လို့ဆိုနိုင်ပေမယ်။တကယ်တမ်းကျတော့အလွန်တကူကြီးတဲ့နန္ဒောပနန္ဒငကားမင်းကြီးရဲ့နံဝိညာဉ်ကိုအသက်သွင်းပြီးထူလောက်ထားခဲ့တာပဲဖြစ်ပါတယ်။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီငကားရော့ထုနဲ့ပတ်သက်တဲ့နမိတ်တပောင်းပဲဖြစ်ပါတယ်။အဲ့ဒါကတော့ငကားရေတောက်လူတယောက်ငကားရေမြုပ်လူတအုပ်အဟုတ်မိတ်တလားဆိုတဲ့တပောင်းပဲဖြစ်ပါတယ်။ဒီလိုနဲ့1990ဝန်းကျင်မှာမိတ်တလားကာမှာရှိတဲ့အဲ့ဒီငကားရော့ရေမြုပ်သွားခဲ့ပါတယ်။ ဒီငကားရောက်ထုတ်ကြီးရေမြောက်သွားတဲ့အချိန်မှာမိတ်တလာမြို့မှာနေထိုင်ကြတဲ့မျိုးကန်တွေကလည်းစိုးရိမ်ထိတ်လန့်သွားခဲ့ကြပါတယ်။ဒေသခံတွေစိုးရိမ်ပူပန်ကြတဲ့အတိုင်း1998ခုနှစ်မှာမိတ်တလာတမျိုးလုံးမိလောင်မှုဖြစ်ပွားခဲ့ပြီးလူတထောင်တိတိတေဆုံသွားခဲ့ရပါတယ်။2001ခုနှစ်မှာလည်းငကားမင်းရောက်ထုတ်ထပ်မရေမြောက်ခဲ့တဲ့အတွက်ရေကြီးရေရှမ်းမှုတွေဖြစ်ပွားပြီးလူပေါင်း900ကျော်ထပ်မံတေဆုံခဲ့ရပြန်ပါတယ်။ဒါတွေမကသေးပဲ 2012ခုနှစ်မှာလဲငကားရောက်ထုရေမြောက်ခဲ့ပြီးအထိကရောင်တစ်ခုပေါ်ပေါက်ကလူပေါင်း600ကျော်တည်ဆုံခဲ့ရပြန်ပါတယ်။ငကားရေတော့လူတယောက်ဆိုတဲ့အတိုင်းငကားမင်းရောက်ထုရဲ့နှုတ်သီးနားလောက်အထိကံရေကမြင့်တက်လာခဲ့ရင်ဒီကံရဲ့အနည်းအနာကလူတူအမြင်သေးရတယ်ဆိုတာကိုလဲဒေတာခံလို့ရဲ့ပါဇာရစဉ်အရာသိရပါတယ်။နောက်ဆုံးအနေနဲ့ဒီအဖြစ်ပြက်တွေကတော့တကယ်ပဲဂမ်ဘီယာဆန်တဲ့တဘာဝလုံဖြစ်ရဆန်တွေလားတိုက်ဆိုင်မှုတက်တက်ပဲလားဆိုတာကတော့ ယနေ့အချိန်ထိဘယ်သူတဦးတယောက်ကမှအပြေမထုတ်နိုင်သေးတဲ့ထူးဆန်းတဲ့မိချလာကန်ရဲ့အကြောင်းအရာများဖြစ်ပါကြောင်းဘုသူတဖြစ်စေဖို့ရာစည်စနာထားမျှဝေပေးလဲရပါတယ်။နောက်တစ်ပတ်နောက်တစ်ပတ်တွင်မှာလေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာအစ်စ်များကိုဝေမျှပေးသွားအောင်မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ညီအကိုများနဲ့မြန်မာပြည်သူပြည်သားအပေါင်းစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေ။ ယောဂပြရတွေကင်းဝေးပြီးတာယာပျော်ရှင်တဲ့ဘဝတွေကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းဝေမျှပေးလိုက်ရပါတယ်။